ားလုံးပဲမင်္ဂလာပါရှင် Healthy Lifestyle မှာပြန်လည်ကြိုဆိုပါရစေအခုပြောပြချင်တဲ့သတင်းကတော့ဂျပန်နိုင်ငံမှာမီးတောင်ပောက်ကွဲမှုအတွက်အရေးပေါ်စီမံခန့်ခွဲမှုတွေပြင်ဆင်နေတဲ့အကြောင်းလေးပဲဖြစ်ပါတယ်ရှင်ဂျပန်နိုင်ငံမှာရှိတဲ့အစိုးရအဖွဲ့အစည်းတစ်ခုကိုဖွဲ့စည်းပြီးတော့ဒီမီးတောင်ပောက်ကွဲမှုအတွက်ကိုအရေးပေါ်စီမံခန့်ခွဲမှုတွေကိုရေးဆွဲထားကြပြီပဲဖြစ်ပါတယ်နောက်ဆုံးဒီမီးတောင်ပောက်ကွဲမှုကတော့1900ခုနှစ်မှာဖြစ်ပွားခဲ့ပြီးတော့ပညာရှင်တွေကဒီအလားတူပေါ့နော်မီးတောင်ပောက်ကွဲမှုကတိုကျိုနဲ့အနီးတစ်ဝိုက်ဒေသတွေကိုထူထဲတဲ့မီးတောင်မုန်တွေနဲ့ဖုံးလွှမ်းနိုင်ကြအောင်တတိပေးထားပါတယ် ်အဓိကအချက်တွေအနည်းနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့မီးတောင်မုန်နေရ30စင်တီမီတာထက်နည်းမယ်ဆိုလို့ရှိရင်ကိုယ်နေရာမှာပဲနေထိုင်လို့ရတယ်ပေါ့နော်ဒါပေမဲ့နှစ်ပတ်အတွက်လိုအပ်တဲ့ပစ္စည်းရိက္ခာတွေကိုစုဆောင်းထားဖို့အတွက်ပြောထားပါဗျ။မီးတောင်မုန်နေရ30စင်တီမီတာထက်များတယ်ဆိုလို့ရှိရင်တော့ထွက်ပြေးဖို့နဲ့မိုးရွာမယ်ဆိုလို့ရှိရင်တော့တက်သားအိမ်တွေကပြိုကျနိုင်ကြအောင်လည်းပြောထားပါဗျ။မီးတောင်မုန်နေရ30စင်တီမီတာ ရောက်မယ်ဆိုလို့ရှိရင်တော့ဒီကြောက်ကက်စီဖို့အတွက်လိုအပ်တဲ့သူတွေအနေနဲ့စီးပတ်ဆိုင်ရာအရေးပေါ်ထွက်ပြေးမှုတွေလှုပ်ဆောင်မှုနဲ့ဒီအစိုးရကပေါ့နော်ထွက်ပြေးဖို့အတွက်လမ်းကြောင်းတွေကိုတည်ကြဖို့အတွက်ကိုပြောထားတယ်ပေါ့နော် ဂျပန်နိုင်ငံရဲ့အမြင့်ဆုံးဖြစ်တဲ့ဖူဂျီတောင်ကလွန်ခဲ့တဲ့နှစ်ပေါင်း300ကျော်ကနောက်ဆုံးချိန်ပေါက်ကွဲခဲ့တာပဲဖြစ်ပါတယ်။ဖူဂျီတောင်က1900ခုနှစ်ကနောက်ဆုံးချိန်ပေါက်ကွဲခဲ့တာဖြစ်တဲ့ပြီးွားလို့ရှိရင်ဒီပြင်းအားတိုင်းမဲ့ထပ်ပြီးတော့ပေါက်ကွဲလာမယ်ဆိုလို့ရှိရင်တော့ဒီတိုချိုအနီးတဝိုက်ကဒေသတွေကပြာဒု30စင်တီမီတာထက်မနည်းဖုံးလွှမ်းနိုင်ကြောင်းလည်းကျွမ်းကျင်ပညာရှင်တွေကသတိပေးထားပါတယ်။လူနေထူတတ်တဲ့တိုချိုနဲ့အနီးတဝိုက်မှာရှိတဲ့နေထိုင်သူတွေအတွက်ကတော့ဘေးလွတ်ရာကိုချက်ချင်းရွှေ့ပြောင်းဖို့အတွက်လည်း ယ်မဖြစ်နိုင်ကြောင်းကိုဒီအစီအစဉ်ခံစာမှာပေါ့နော်တင်ပြထားပါတယ်ဆိုတော့ဖြစ်နိုင်နေဆိုလို့ရှိရင်တော့ဒေတာကန်ဒီအတွက်နှစ်ပတ်စာမရှိမဖြစ်ရိတ်ခါတွေကိုစုဆောင်းမှုအတွက်လိုအပ်ကြောင်းလည်းအကြံပြုထားပါဗျ ဖူဂျီတောင်ရဲ့နောက်ဆုံးပောက်ကွဲမှုကတော့1900ခုနှစ်မှာဖြစ်ပွားခဲ့ပြီးတော့ဒီပောက်ကွဲမှုကို OA Eruption လို့လူသိများပါတယ်။ဒီပောက်ကွဲမှုကဂျပန်နိုင်ငံမှာကြီးမားတဲ့တက်ရောက်မှုတွေအများကြီးရှိခဲ့တယ်ပေါ့နော်။အဓိကတက်ရောက်မှုတွေကိုပြောရမယ်ဆိုလို့ရှိရင်မီးတောင်မုန်တွေပါ။မီးတောင်မုန်တွေကဂျပန်နိုင်ငံတဝမ်းကိုပြန့်နှံ့သွားခဲ့ပါတယ်။အထူးသဖြင့်ကတော့တိုကျိုနဲ့အနီးတစ်ဝိုက်ဒေသတွေမှာထူထဲတဲ့မီးတောင်မုန်တွေဖုံးလွှမ်းသွားခဲ့တာပဲဖြစ်ပါတယ်။ဒီမီးတောင်မုန်တွေကလူနေမှုဘဝကိုကြီးမားစွာထိခိုက်စေခဲ့ပြီးတော့လေယာဉ်စိုက်ပျိုးရေးကိုလည်းဆိုးရွားစွာထိခိုက်စေခဲ့ ရပဲဖြစ်ပါတယ်။နောက်တစ်တစ်ခုပြောရမယ်ဆိုလို့ရှိရင်လေတုညဉ့်ညမ်းမှုပါ။မိတော်မုံတွေကလေတုကိုညဉ့်ညမ်းစေခဲ့ပြီးတော့လူတွေနဲ့တိရစ္ဆာန်တွေအတွက်ကျန်းမာရေးဆိုင်ရာပြဿနာများစွာဖြစ်ပေါ်ခဲ့ပါတယ်။နောက်တစ်တစ်ခုကတော့ရာသီဥတုပြောင်းလဲမှုဖြစ်ပါတယ်။မီးရောင်ပောက်ကွဲမှုကြောင့်ရာသီဥတုကိုပြောင်းလဲစေခဲ့ပြီးတော့အလွန်အေးမြတဲ့ရာသီဥတုကိုဖြစ်ပေါ်စေတဲ့အတွက်ကြောင့်မလို့စိုက်ပျိုးရေးမှာကြီးမားတဲ့ထိခိုက်မှုတွေရှိလာတာပဲဖြစ်ပါတယ်။စီးပွားရေးထိခိုက်မှုလည်းရှိပါတယ်။မီးရောင်ပောက်ကွဲမှုကြောင့်စီးပွားရေးကိုကြီးမားစွာ ထိခိုက်စေခဲ့ပြီးတော့ဒီလေယာစိုက်ပျိုးရေးနဲ့ကုန်သွယ်ရေးတို့မှာကြီးမားတဲ့ဆုံးရှုံးမှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။အဲဒါကြောင့်မလို့ Fuji Town ရဲ့နောက်ဆုံးပောက်ကွဲမှုကဂျပန်နိုင်ငံမှာကြီးမားတဲ့တက်ရောက်မှုတွေရှိခဲ့ပါတယ်။အဲဒီအလားတူပဲပေါ့နော်။ဒီ2025မှာလည်းလူမှုရေးစီးပွားရေးနဲ့တဘာဝပတ်ဝန်းကျင်ဆိုင်ရာပြဿနာတွေဖြစ်ပေါ်စေမလားဆိုတဲ့မိကုန်းနေအရန်ကိုမိကုန်းနေထပ်ပေါ်လာပဲဖြစ်ပါရဲ့ရှင်။အခုကတော့ Fuji Town ရဲ့မိရောက်ပောက်ကွဲမှုလေးအကြောင်းကိုပြပြပေးခဲ့ရပါပဲဖြစ်ပါတယ်။အားလုံးကျေးဇူးများတင်ပါတယ်ရှင်။